ဥပုံစောက်တဲ့ကြားဆိုတာမရှိဘူးဥပုံစောက်ချင်အောင်စောင်းတဲ့ကြားဆိုတာပဲရှိတယ်မင်္ဂလာပါကိုကိုကြီးပုံပြုံးမိတ်ဆွေတွေရာနဲ့ပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီကနေ့ကိုကိုကြီးဟာဒီရညီလေးညီမလေးတို့ကို ပြောပြပေးခြင်းနဲ့ပုံပြလေးရတော့ကြားဥပုံဆိုတဲ့မြန်မာယူရပုံပြလေးပဲဖြစ်ပါတယ်ဟိုရှိရှိတော့ကအသက်အရွယ်ကြီးကြီးပြီးအုံမိမဆွမ်းတော့လို့တားကောင်းတွေကိုဖျက်တတ်စွာရှောက်ခွေမှာစားနိုင်တော့တယ်ကြားဥကြီးတကောင်ဟာ တော်တွေကထရိဆာတွေကမစောမတန်တော့တဲ့သူ့ကိုမလင်းမခန့်လို့ကြလို့စိတ်တက်ကြပြီးတော့တော်ထရရနဲ့ပေလင်ကန်ဆတ်တနေရကိုစစ်ပစ်လက်ပြနဲ့ထွက်လာခဲ့ပါတယ်။ဒီလိုနဲ့ပေလင်ကန်ဆကစက်ဆောင်တွေပေါ်မှာနေပူစာလုံနေရင်ကြောက်အောင်ကတော့ဘေကောင်မငေါ့မလဲစားတော့ပါလားဆိုပြီးတော့သူ့ဘဝသူပြတွေ့ရင်ဝမ်းနေနေတာပေါ့ကွယ်။သူ့ဘဝတစ်ချောင်းလုံးပြကြည့်တော့လေတန်ဆွမ်းနေလို့ကာလာတစ်ချောင်းလုံးမှာသူများအသက်ပတ်ခြင်းနဲ့ပဲကုန်လုံခဲ့ပါလား။ဘာကုသူမှမရှိအကုသူတွေကြီးရွှေရှိခဲ့ပါလားဆိုပြီးတော့တရေကြီးမြင်လာပြီးခုနေက ကုန်မှုကုသလေးတခုခုလုပ်အောင်ပါဆိုပြီးတော့ဗိုက်ဆက်စာနဲ့ဥပုသောဖို့ဆုံးဖြတ်လိုက်တာပေါ့ကွယ်တက်ဆောင်လေးပုံမှာညီတက်တော်တဲတော်နေတဲ့ဥပုသောနေတဲ့ဂျာအိုကြီးကိုတရားမီကတွေ့မြင်တဲ့ခါမှာတော့ဒီဂျာအိုကြီးဒီလားဘလောက်မြဲမမြဲငါစမ်းသပ်အောင်မယ်ဆိုပြီးတော့ညီတက်နေတဲ့ဂျာအိုကြီးရဲ့ရှင်းမလမကမ်းမှာပဲစိတ်ငြိလေးတကောင်အဖြစ်ဖန်ဆင်းပြီးတော့ရှောက်ပြေးနေပြလိုက်တာပေါ့ကွယ်မိမိနေတဲ့ဂျာအိုကြီးချုပ်ကိုလာပြီးတော့ခုံဆော့ခုံဆွာလှုပ်ပြနေတဲ့စိတ်ပေါက်လေးကိုလည်းမြင်ရောစားလောင်နေတဲ့အချိန်မို့တရေတမြတ်များဖြစ်လာတာပေါ့ကွယ်။အိုး ဥပုံစောင့်မယ်လို့သာဆိုရငါမတီလာမစောက်တီရသေးတာပဲတီလာမတီသေးရင်ဥပုံမမိသေးဘူးစာလောင်မွတ်သိမ့်နေချင်းဥပုံစောင့်လည်းဟမ်းမကြပါဘူးခုနေ့ကဒီစိတ်ကလေးသာစားလိုက်ရရင်စာလောင်နေတော့ငော့ဝမ်းလည်းပြည့်သွားမှာဒီခါကြတော့မှစိတ်ဖြောင်းဖြောင်းဥပုံတီလာစောင့်နိုင်တော့မှာပေါ့ဒါကြောင့်အရင်ဆုံးဒီစိတ်ကိုဖမ်းပြီးစားလိုက်ဥမှာပါလေဆိုပြီးစိတ်ကလေးကိုအပြေးလိုက်ဖက်ပါတော့တယ် ဗဂျာမေဖော်စီနာရဲ့စိတ်လေးဆိုတော့ဘယ်မှာလုံလုံနဲ့ဖမ်းမိနိုင်မလဲပေါ့နော်။ကိုစောကိုစောရှောင်ချပြနေတဲ့စိတ်ကလေးကိုဖမ်းမိနိုင်တဲ့အကြောင်းကြီးကတဖြည်းဖြည်းနဲ့မောဟိုင်းနွမ်းနေလာပါတော့တယ်။နောက်ဆုံးမှာတော့ဟမ်းမဆောင်နိုင်တော့အောင်ပဲမောပွန်လာတဲ့အပြင်သူလိုက်ဖမ်းနေတဲ့စိတ်ကလေးဟာလည်းဖြတ်ခနဲ့ပြောက်သွားပါတော့တယ်။အဲ့ဒီခါကျမှအကြောင်းကြီးဟာอืมစိတ်ကလေးလည်းဖမ်းလို့မှမမိသေးတာပဲဟာ။ငါရဲ့ဥပုပ်လေမပြက်လောက်သေးပါဘူးလေ။ဒီတော့ ဥပိုပဲပြန်ဆောင်တာကောင်းပါတယ်ဆိုပြီးစစိုးကလို့ပဲပြန်ပြီးညီတဲ့သွားလဲလျောက်နေလိုက်ပြန်ပါတယ်ဒီအခါမှာပဲတရားမင်းကြီးကကိုထင်းပြပြီးတော့တိလကြောင်နေတဲ့ကြာဦးကြီးကိုကဲ့ရဲ့ရှုတ်ချဆုံဆုံမပါတော့တယ်တိလမတီးခဲ့တဲ့ကြာဦးကြီးကလည်းချက်ချက်နဲ့တရားမင်းရဲ့ဆုံဆုံမမှုကိုညှိခံနေရပါတော့တယ်ဒီပုံမြင်လေးကိုတော့သူတော်တော်များကြားမှုကြပါလိမ့်မယ်ကျွန်တော်တို့ရဲ့လူလောကကြီးထဲမှာလည်းဒီလိုမျိုးကြာဦးကြီးလိုမျိုးဥပုံဆုပ်ချင်ရောက်ဆောင်ပြီးတော့ တီလာမရှိခဲ့ကြားအိုတွေလူမိုက်တွေလူလိတ်တွေအများကိုပုံများလုံးပါနဲ့လူလိတ်ဟာစစ်တငယ်အဖြစ်ဖြန့်စင်နိုင်တဲ့ကြားမျိုးမဟုတ်တဲ့အတွက်တီလာမရှိခဲ့ကြားအိုကြီးတွေရဲ့မာယာထင်းရနဲ့တွံ့ပြောက်ဖို့အတွက်ရှောင်ရှားဖို့လိုအပ်ပါလိမ့်မယ်ထို့သဖြင့်မိန်ကလေးတွေပေါ့နော်ကျေးဇူးသူအရောက်စီတဲ့ကိုလည်းကျေးဇူးအထူးတရှိပါတယ်ကောင်းသောညနေကိုပိုင်ဆိုင်နေကြပါစေနော်